နင်္လာသားသမီးများအားလုံးမင်္ဂလာပါရှင်။တနင်္လာသားသမီးများရဲ့ကောင်းကျိုးကိုလူလာတော့ကြကျမရဲ့အခုဗီဒီယိုလိုက်ကလေးကိုတနင်္လာသားသမီးများကကြည့်နေတယ်ဆိုလို့ရှိရင်တော့ကြော်မသွားပါနဲ့အစာအဆုံးလေးကြည့်သွားပေးဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့တနင်္လာသားသမီးများအခု9လပိုင်းမှာဆိုရင်အရန်အရေးကြီးတဲ့ကာလတစ်ခုလို့ပြောရင်လည်းမှားမနိုင်ပါဘူး။ အဲ့တော့တနင်္လာသားသမီးကပညာရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုအထွတ်အထိပ်ကိုရရှိမဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့တနင်္လာသားသမီးတွေဒီခုနှစ်လပိုင်းမှာ အကျိုးကျေးဇူးတွေခံစားရတတ်ပါတယ်။ဆရာသမားလိုပုဂ္ဂိုလ်မျိုးတွေကကုညီထောက်ပံ့ခြင်းတွေရရှိတတ်ပါတယ်။ခရီးနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေအားလုံးအောင်မြင်စေတတ်ပါတယ်။ခရီးသွားအလုပ်အကိုင်းနဲ့ပတ်သက်တာတွေနိုင်ငံခြားခရီးနဲ့ပတ်သက်တာ ခยีတိုခยีဝေးတနင်္လာသားသမီးကဥဆောင်မယ်ဆိုလို့ရှိရင်အောင်မြင်မှုတွေရရှိတတ်ပါတယ်ဒါကြောင့်တနင်္လာသားသမီးကဒီခုနှစ်လပိုင်းမှာမိမိတို့အနေနဲ့ကအထူးဂယုစိုက်ပြီးတော့မှရှောင်လန်းသွားရမှာ ဖြစ်ပါတယ်အိုးအိမ်နေရာတိုင်းနဲ့ပတ်သက်တာအုပ်ချုပ်မှုပိုင်းနဲ့ပတ်သက်တာမိဘအကြီးအကဲနဲ့ပတ်သက်တာတွေကတော့ညံ့ပါတယ်ကိုယ့်ရဲ့နှုတ်ထွက်စကားတွေတခွန်းနဲ့ကြောက်ဘာမဟုတ်ပဲနဲ့ပြောလိုက်တဲ့စကားလေးတခွန်းကြောက် စိတ်ဝမ်းကွဲစရာတွေမိဘမောင်မွားတွေရဲ့ပြစ်တင်ဝေဖန်ရှုံချမှုတွေအမုန်းပွားမှုတွေဖြစ်ပြီးဖြစ်စေတတ်ပါတယ်။ဒါကြောင့်တနင်္လာသားသမီးများဒီခုနှစ်လပိုင်းမှာမိမိတို့ရဲ့စကားတွေအပြောအဆိုတွေအထူးဂရုစိုက်ပေးရမှာဖြစ်ပါတယ်။အဲ့တော့တနင်္လာသားသမီးများဒီခုနှစ်လပိုင်းမှာဆိုလို့ရှိရင်အဖြူရောင်နဲ့အကျိုးပေးပါတယ်အဖြူရောင်များများလေးဝစ်ဆင်ပေးဖို့ လိုအပ်ပါတယ်။အဲ့တော့ကျမအနေနဲ့ပြောချင်တာတနင်္လာဒါသမီးများအခု9လပိုင်းမှာ တွေ့ကြုံရမယ်ဒီအနေရည်တွေတွေ့ကြုံရမယ်ရင်ဆိုင်ရမယ်အခက်အခဲလေးတွေကိုသိထားသင့်တယ်လို့ထင်ပါတယ်။အဲ့တော့မိမိတို့ရဲ့ကိုယ်ပိုင်ဆိုင်တဲ့တန်ဖိုးထားတဲ့အရာတစ်ခုခုကိုတခိုးခိုးခံရတာမျိုးကြီးလက်လွတ်ဆုံးရှုံးလက်ရတာမျိုးကြီးကြုံရတတ်ပါတယ်။အထူးဝမ်းနဲ့စရာကောင်းတဲ့ကိစ္စရက်မျိုးတွေလည်း ဖြစ်ပွားတက်ဖြစ်ပွားတက်ပါတယ်အဲ့တော့တနင်္လာသားသမီးတွေကအခုခုနှစ်လပိုင်းမှာเนาะဒီအိမ်တော်ကြီးမိမိတို့ရဲ့အိမ်တော်ကြီးမှာဆိုလို့ရှိရင်သားသမီးမရသေးတဲ့တနင်္လာသားသမီးတွေဆိုလို့ရှိရင်တော့တည်င်းကောင်းကြီးကြားရတက်ပါတယ်အဲ့တော့သားသမီးရေတနာကြီးဝင်လာတက်ပါတယ်ကိုဝင်ဆောင်တဲ့အမျိုးသမီးတွေကအထူးဂရုစိုက်ပြီးတော့ဒူရပါတယ်ကျမ်းမာရေးကိုအထူးဂရုစိုက်ပေးရမှာဖြစ်ပါတယ် ြီလေးချောင်းတတ္တဝါတစ်ခုခုအစိတ်ရှိတဲ့တတ္တဝါတစ်ခုခုအကိုက်ခံရတက်တယ်ဂယုဆက်ရမှာဖြစ်ပါတယ်အဲ့တော့ခဏလာပိုင်းမှာဆိုရင်ကန်တရားကကိုကိုမျက်နှာตาမပီးဘဲနဲ့ဝင်ရတိုက်ခိုက်နိုင်ပါတယ်အဲ့လိုကာလာမျိုးလေးကိုရရှိနေပါတယ်ရောက်နေပါတယ်နော်ကောင်းတလဲဆိုးတလဲဆိုတဲ့ကံကြမ္မာကိုရင်ဆိုင်ရမယ်တင်းလာသားသမီးများဖြစ်ပါတယ်အဲ့တော့မိမိတို့ရဲ့တွားတဲ့လာတဲ့အခါမှာ အစိတ်ရှိတဲ့တတဝါတွေအကြိုက်ခံရတတ်ပါတယ်အဲ့တော့တနေ့လာသားသမီးတွေကအခုကျမပြောမယ့်အသက်ပိုင်းခြားထဲမှာဖြစ်တတ်ပါတယ်တေချာဘောက်ကိုဖြစ်တတ်ပါတယ်နော်အဲ့တော့ဒီအသက်ကကျမပြောမယ်ဆိုရင်12နှစ်ကနေစာမယ်12နှစ်ကနေပြီးတော့မှ36နှစ်သက်ပိုင်းခြားတွေ့ကြုံနေရမယ်12နှစ်ကြာရောက်နေတဲ့တနင်္လာသားသမီးတွေအသက်20ကြာရောက်နေတဲ့တနင်္လာသားသမီးတွေအသက်28နှစ်ကြာရောက်နေတဲ့တနင်္လာသားသမီးတွေ36နှစ်ကြာရောက်နေတဲ့သားသမီးတွေ ပို့ပြီးတော့လက်တွေ့တွေ့ကြုံရတပါတယ်။နောက်အသက်40အသက်52နှစ်အသက်68နှစ်တနင်းလာသားမီးများရဲ့ကျန်းမာရေးကတော့အထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။အဲ့တော့မိမိတို့အနေနဲ့ကလျှက်စစ်ပိုင်းနဲ့ပတ်သက်တာဒီအစ်စ်ဝယ်ယူမယ်အစ်စ်ဝင်ရောက်လာမယ်ဆိုရင်အထူးဂရုစိုက်ပေးပါ။ကိုယ့်လက်ထဲရောက်မှအပြက်ကြီးဖြစ်နေတာမျိုးတွေကိုယ့်လက်ထဲရောက်မှစက်ပစ္စည်းကခြုံရင်းပြီးတော့မှလက်လွတ်ဆုံးရှုံးလိုက်ရတာမျိုးတွေ လုံးဝပြင်မြင်ရအောင်မီးလောင်ပောက်ကွဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကတနင်္လာကာသမီးကဒီကာလမှာဒီအမှုရှိတဲ့လူကိုကိုကအခုညပေးလိုက်တယ်စာချုပ်စာနဲ့လက်မှတ်ထိုးပေးလိုက်တယ်အော်ကိုနဲ့ရမ်းကြီးနေတယ်ကိုရဲ့တန်ရောစင်ရှိတဲ့တငယ်ချင်းလည်းဖြစ်တယ်မိတ်ဆွေတွေလည်းဖြစ်တယ်ကိုရဲ့စင်မျိုးသားချင်းတွေကလူတွေလည်းဖြစ်တယ်ဆိုတော့ဒီစိတ်ကလေးနဲ့ကိုကလက်မှတ်ထိုးပေးလိုက်တယ်အဲ့ဒီလိုလက်မှတ်ထိုးပေးလိုက်တဲ့စိတ်စေတနာကကိုရှိကို မမျော်လင့်မင်းနဲ့ကိုပါအမှုခင်းကြံရပါဆိုပြီးဖြစ်သွားတတ်ပါတယ်။ဒါကြောင့်လက်မှတ်ထိုးရေးထိုးခြင်းတွေစာကျုပ်စာထမ်းမှာအာမခံပေးခြင်းတွေအထူးရှောင်ရမယ်ကာလဖြစ်ပါတယ်။ဒါကြောင့်တနင်္လာသားသမီးတွေကအာမခံမလုပ်ပေးရပါဘူး။လက်မှတ်ထိုးမဲ့ကိစ္စမျိုးတွေရအစရှောင်ပေးရမှာဖြစ်ပါတယ်။ တော့ကျမအနေနဲ့တနင်္လာသားသမီးတွေရဲ့ကောင်းကျိုးကိုလူသားတော့ကြောင့်အခုလိုမျိုးသေးစိတ်ကလေးကိုပြောပြပေးခြင်းဖြစ်ပါတယ်နော်လိုက်နာတာမလိုက်နာတာကတော့မိษွေတို့ရဲ့သဘောဆန္ဒအတိုင်းပဲဖြစ်ပါတယ်အဲနောက်တစ်ခုအနေနဲ့ကကြာတော့တနင်္လာသားသမီးများကဝန်တန်းဖြစ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နှုတ်ထွက်စကားလေးတစ်ခုခုကြောင့်အထက်လူကြီးကညှို့ညင်ပြီးတော့မှလက်ရှိယာလူကနေပြီးတော့မှနောက်တစ်စက်အောက်ကိုပြန်ပြီးတော့ကြာသွားတတ်ပါတယ်စကားအပြောအဆို စင်ကျင်ပေးရမှာ ဖြစ်ပါတယ်။နောက်တစ်ခုကိုယ့်ရဲ့စိတ်တွေကအရင်ကလည်းမတူဘဲနဲ့စိတ်တူလွယ်မယ်၊ဒေါသဖြစ်လွယ်မယ်၊အရာရာကိုအပြစ်မြင်တတ်တဲ့စိတ်ညိုးလေးတွေလည်းဖြစ်တတ်ပါတယ်။ဒါကြောင့်ဒီခုနှစ်လပိုင်းမှာတနင်္လာသားသမီးတွေဘာသာရေးအထူးပြုလုပ်ပေးရမှာဖြစ်ပါတယ်။ကံတရားကကောင်းကလေးဖြစ်နေသလိုကံတရားကလည်းစိုးတက်လက်တွေဝင်ရောက်လာတတ်ပါတယ်။အဲ့တော့ အမှုပညာလုပ်ငန်းနဲ့ပတ်သက်ရင်တနင်္လာသားသမီးတွေကအောင်မြင်တတ်ပါတယ်ဆက်တွေကောင်းနေဝင်လာတတ်ပါတယ်ခွင့်လန်းကောင်းနေဝင်လာတတ်ပါတယ်နောက်ဒီခုနှစ်လပိုင်းမှာဆိုလို့ရှိရင်တနင်္လာသားသမီးတွေကလုံးဝအိမ်ဆောက်တာတွေအိမ်နဲ့ပတ်သက်တာပြုပြင်တာမျိုးတွေလုံးဝမလုပ်ပါနဲ့အောင် ကိုကအိမ်ဆောက်တာတွေအိမ်နဲ့ပတ်သက်တာတွေပြုပြင်ပြောင်းလဲလိုက်တယ်အိမ်ပြင်တာအိမ်ဆေးတုပ်တာတွေအိမ်နောက်ဖေးအမိုးမိုးလိုက်တာမျိုးတွေလုံးဝမလုပ်ပါနဲ့အိမ်နဲ့ပတ်သက်ရင်ခိုက်ပါတယ်နော်အဲ့လိုမျိုးလုပ်ပြီးတော့မှကျန်းမာရေးညံသွားတာစေုံစည်းကမ်းရောက်သွားတာတခုခုထိခိုက်ဒဏ်ရာရရှိသွားတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကကြိုပြီးတော့ကျွန်မတတိပေးတဲ့သဘောပါနော်အဲ့တော့ခုနလပိုင်းမှာအိမ်ဆောက်ခြင်းတွေလုံးဝမလုပ်ပါနဲ့အကြီးကဲကိုယ့်ရဲ့မိသားစုထဲမှာအကြီးကဲကျန်းမာရေးတွေသူကယူစိုက်ပေးဖို့တော့လိုအပ်ပါတယ်နောက်တစ်ခုကမိမိတို့ရဲ့နာမည်တွေကိုမိမိတို့က ထိမ့်သိမ့်ရမယ်ကာလလို့ပြောရင်လည်းမှမပါကိုယ့်ရဲ့နာမည်ဂုံတဲ့င်းတွေပျက်စီးပြတ်တတ်ပါတယ်ဟိုဟာသူတပားကကိုယ့်ကိုမနာလို့မုန်းထားနဲ့တပုတ်လီလွင်ပြောဆိုတာမျိုးတွေခံရတတ်ပါတယ်အဲကြောင့် to be you site တက်ဖို့လိုအပ်ပါတယ်ဒီကာလမှာအောက်လက်ငါသားအကျိုးမပေးပါဘူးခုနလပိုင်းမှာအောက်လက်ငါသားနဲ့ပတ်သက်အမျိုးမျိုးစိတ်ဆေးရစရာတွေလည်းကြုံရတတ်ပါတယ်။ခရီးဝေးသွားခြင်းတွေရှောင်ရမယ်ရေလန်းခရီးသွားခြင်းတွေရှောင်ရမှာဖြစ်ပါတယ်။မဖြစ်ကလို့သွားမဲ့ခရီးမျိုးဆိုလို့ရှိရင်တော့ ဒီစုံကနန်းကြတဲ့ရက်တွေကိုရှောင်ပြီးတော့မှမာကနန်းကြတဲ့ရက်တွေကိုတွားမယ်ဆိုရင်တော့ရပါတယ်အဲ့တော့တနင်္လာသားသမီးတွေကတွေးတိုးတာတွေတွေးပေါင်ကြတတ်တဲ့ယောဂရဲ့နောက်အစိအမြင့်ဥပပေးတတ်ပါတယ်ဒါကြောင့်အစိတ်အစာအစိတ်တင်တာမျိုးတွေလည်းဖြစ်တတ်ပါအထူးဂယူဆိုင်ပါဒါကြောင့်တနင်္လာသားသမီးကဒန်းညော့ခွန်လည်ညော့နှင်းစီပန်း၃ဝင်းရဲ့မုံညီရဲ့မုတ်ဖြူလေးရဲ့ချီတကွန် အလုံးစုံကိုဘုဒ္ဓထောင်ဖျားမှာတွားရောက်လူတန်းပြီးတော့မှဆူတောင်းပေးရမှာဖြစ်ပါတယ်အဲ့တော့မွေးနေ့9နာရီ45မှာတွားရောက်လူတန်းမှာဆူတောင်းပေးပါမိမိတို့အနေနဲ့ကရေလူလို့ရတယ်ဒီမီးလူလို့ရတယ်ဖျားအောင်နိုင်ပြီးပူဇော်လို့ရတယ်ရေပါထည့်ဝင်ပြီးတော့မှလူတန်းပေးလို့ရပါ